အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်16ရက်3လ2025ကနေ22ရက်3လ2025အတွင်းမှာကျုံ့ရရမယ့်တပတ်စာကံကြမ္မာဟောဝင်းကိုကဏ္ဍတစ်ခုစီလာကျွန်တော်အသေးစိတ်လေးခေါ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေပေါ့လေဒီတပတ်ကာလကဘလို့ကံတရားလေးတွေကျုံ့ရတတ်လဲဆိုရင်ဗီဒင်မျက်နှာပဲကြည့်ပြီးခေါ်ကြပါတော့ဗျာနော်ကောင်းတာမရှိရင်လည်းကောင်းတယ်ပေါ့မကောင်းဆိုလည်းမကောင်းဘူးပွင့်လင်းပြောကြပါတော့ဗျာနော်အဲ့တော့ဗုဒ္ဓဂူသာသမီကျွန်တော်မိတ်ဆွေဒီတပတ်ကာလမှာ အကောင်းဆုံးလေးတွေနည်းနည်းတော့ရောနေတယ်တော်တော်ကောင်းတာတွေကစပြီးကျွန်တော်ဟောပြခြင်းနေကြနော်ဒီချာလေးနားထောင်ကြည့်ပါထီပေါက်တဲ့ကိန်းလေးရှိပါတယ်လာမယ့်စတောင်းနေ့ကကံကောင်းတဲ့ရက်ထဲမှာပါတဲ့အတွက်ဝါသနာပါတဲ့မိတ်ဆွေတွေဆိုရင်ထီထိုးပြအောင်ထိုးပြပါနော်ထိုင်းထီထိုးပြပေါ့ထီပေါက်တဲ့ကိန်းလေးရှိတယ်အထူးသဖြင့်ကိုင်ဆောင်မိကနေညာညက်နေကိုအင်ကိုလာပြီးတဲခုလိုက်တာမျိုးတွေဒီအိမ်မက်ထဲမှာမူတွေပါတယ်အိမ်မက်မှာဒါလမ်းသွားရင်မူတွေပါတယ်တွေ့တာမျိုးတွေဆိုရင်ထီမုတ်ချပေါက်တဲ့ထိုးပြအောင်ထိုးပြနှလုံးနဲ့ချဲနေမထိုးနဲ့နော်ထီပဲထိုးခိုင်းတာလောင်းလားကျွန်တော်ဝါသနာမပါဘူးအားလည်းမပေးဘူးနော် အဲ့ဒါလည်းကျွန်တော်ရဲ့အပတ်စဉ်ကိုနားထောင်ပြီးတော့လောင်းသားလုပ်တဲ့သူတွေရှိကြသေးတယ်ဗျထားပါတော့အဲ့တော့ထီထုံးမယ်ဆိုရင်ကျွန်တော် ground လေးလေးယူပေးမယ်ပေါ့နော်ပေါ်တော်လေးတယောက်တော့ပေါ့ဆိုတော့ထုံးမယ်ဆိုရင်ဗာထုံးသင့်တယ်ဆိုတော့ခွန်အစအသုံးဆုံးဆိုတဲ့ ground လေးထုံးပြအောင်ထုံးပြပါဗျာနော်ကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြည့်အဝရမယ်ထီစုဤပေါ့ပါစလို့လည်းကျွန်တော်စုမကောင်းတောင်းပေးတယ်ထုံးပြအောင်ထုံးပါအလုတ်ကရပဲစပြီးပြောကြပါတော့ဗျာဘုဒ္ဓဂုသာသမီတွေဒီကတော့မှအလုတ်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဒါဗီဒီယိုမျက်နှာပဲကြည့်ပြီးခေါ်ကြပါစို့ အလုတ်ကရံမကင်းဘူးဖြစ်နေတယ်ဗျာအဝေးရလာတဲ့ရံမဟုတ်ဘူးအတွင်းထဲရလာတဲ့ရံဗျာအလုတ်လုတ်ချင်သိပါမရှိဘူးလုတ်နေတဲ့ရက်တွေကိုပစ်ချပြီးအော်ဟစ်ပြီးထွက်ပြင်းတဲ့စိတ်တွေပေါ်တတ်တယ်ဗျာမနှောင်းကလေးအရာထားလို့မျက်လုံးတွေနှလုံးပွင့်လာတဲ့စိတ်တွေလေးနေတယ်စိတ်တွေလေးနေတယ်တရားရရာရာကိုသွားကျင်လာကျင်ရွှေ့ကျင်ပြောင်းကျင်တဲ့စိတ်တွေအရန်ပေါ်တတ်တယ်ဗျာကိုကိုလည်းသိပါလိမ့်မယ်ဘုဒ္ဓကုသသမီးတွေသတိထားပြပါအဲ့တော့ကိုကလက်ရှိအလုတ်လေးအဆင်မပြေလို့ဖြစ်စေပြင်မတော့အကျိုးခံစားဝင်မရဘူးပေါ့ဗျာလုတ်ဖို့ကံပြချင်းချင်း အဆင်မပြေကြဘူးရန်ဆောင်နေကြတယ်အထက်လူကြီးလေးတွေကိုအမြင်မကြည့်ဘူးဖိအားလေးတွေပေးတယ်ပေမန္တရာအကျိုးခံစားဝင်မရဘူးဖြစ်တယ်ဓမ္မရီတွေဖြစ်တဲ့အခါမှာလက်ရှိလောက်ကနေပြောင်းရင်ရွှေ့နေတဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့လိုပေါ်လို့ပြောင်းခဲ့ရင်ကောင်းမှလားမင်းရင်မကောင်းဘူးပြပိုဆိုးတဲ့အညာတစ်ခုရင်ဆိုင်ရရမယ်လက်ရှိလောက်နေတဲ့လောက်မှာပဲထိမ့်ပြီးလုပ်ပေးပါတိခံပြီးလုပ်ပေးပါအန်ကျက်ပြီးလုပ်ပေးပါကြုံရတဲ့အညာလေးပြေဖို့အတွက်လိုတဲ့ရည်ရည်လေးတွေအနောက်မှာပတ်မှုပြီးခြေတာတော့တက္ကနာပေါ့လေအဲ့မှာဆက်ဆက်ပြီးတခါလဲမာဂျင်နယ်လက်ရှိလောက်ကနေထွက်ပြီးတော့ ်နောက်ဒီမှာအလုပ်တစ်ခုပဲထပ်လုပ်မဲ့အတူတူလက်ရှိတော့မှပဲတိခံပြီးလုပ်တာပိုကောင်းတယ်နောက်ဆိုရင်အလုပ်လုပ်မဲ့ဖြစ်သွားတတ်တယ်အဲ့လိုမှမဟုတ်ဘူးကိုကဘာလို့မှမလုပ်လဲငါတို့ထိုင်ပြီးထမင်းစားလို့ရတဲ့အနေထားနောက်ကအင်အားရှိတဲ့သူတွေဆိုရင်တော့စေတကစိတ်ပြီးမှခံမနေနဲ့ပေါ့လေထွက်ပြီးအိမ်မှာပဲငါတို့ထိုင်ထမင်းစားအဲ့ဒါကအကောင်းဆုံးဖြစ်မယ်ဒီလိုပြောင်းပြောင်းလိုက်လို့နောက်လောက်ကကောင်းမယ်ဆိုတော့မျိုးနှင်းချက်ကတော့မဖြစ်နိုင်ဘူးပုံညာနဲ့အញ្ញတ်ခုရင်ဆိုင်ရပြီးအလုပ်လုပ်မဲ့ဖြစ်သွားတတ်တဲ့ကိန်းတွေဖြစ်တဲ့အတွက်အထူးသတိထားရှောင်ရှားပါလို့အလုပ်နဲ့ပတ်သက်ပြီးမာဂျင်နဲ့အတွင်းရန်ရှိနေပါတယ်ဘယ်သူမှမယုံပါနဲ့နော် ကိုပိုင်စီဝိုင်းလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလည်းဒီကာလမှာအလုပ်ခံရေးတွေကရောင်းပါဝယ်ပါလေးတွေဖြစ်တတ်တယ်ဗျအဆင်မပြေတာလေးဖြစ်တတ်တယ်နော်ဟိုဟာအလုပ်လေးတွေမှာလည်းရံမကင်းဘူးစီလုံးညင်ညွတ်မှုတွေကင်းမဲ့တာတွေအစားဖြစ်တတ်တယ်သတိထားပဲသို့တော့ကိုပိုင်စီဝိုင်းလုပ်ငန်းလုပ်ကနေတဲ့သူတွေကမှမြေနဲ့ပတ်သက်ပြီးအရောင်းဝယ်လုပ်တာပယ်ပြောင်းစံစဘာနဲ့ပတ်သက်ပြီးရောင်းဝယ်တူလောင်တာတွေပန်းရောင်းတာမုတ်ရောင်းတာမြေဩဇာရောင်းတာနော်ပွဲသားလုပ်ငန်းစသည်အပြည့်ဒီလုပ်ငန်းလုပ်ကြတဲ့သူတွေကတော့အမရန်ကံကောင်းတယ်အဲ့လုပ်ငန်းလေးတွေကိုထပ်ပြီးရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုရင်လည်းလုပ်လို့တင့်တော်တယ် ို့တော့ဒီကလာမှာခြံနေပါလေအဝင်မတော်ဘူးမြေဝင်တာတက်တက်ပါခြံနောက်ကကားကားနဲ့ပတ်သက်ပြီးတော့အဝင်မတော်ဘူးသတိထားပေးပြန်နော်ဒီကလာမှာကားတွေပါလေဈေးတက်တက်တာနဲ့ရတယ်ဆိုပြီးတော့အရှိပါရှိမဝယ်လိုက်နဲ့လက်ဦးထဲထားတဲ့ကားကြီးဂျင်းမိပြီးတော့အဝယ်ရတာမျိုးဖြစ်တတ်တယ်သူများလက်ထဲမှာကောင်းနေပါလေဆိုတဲ့ကားကိုယ့်လက်ထဲရောက်လို့ရှိရင် မကြာခဏပြတ်လိုက်မယ်ဗျဝယ်စိတ်နဲ့ပြင်စိတ်ပြင်စိတ်ကပုံများတယ်ဗျသတိထားပါဗျနော်ကားမောင်းနေတဲ့ညီကိုရှိတယ်ဆိုရင်သတိထားကားအက်ဆီဒန့်ဖြစ်တာလူ ရထားတဲ့ကောင်တိုက်ခံတာပုံသွားတာပဲ့သွားတာတွေအားအများကြီးဖြစ်လာတတ်တယ်အထူးအထူးသတိထားပါလို့ထက်တယ်လည်းလည်းအကြံပေးခြင်းနဲ့ကြောက်လုံငါလုတ်ကနေတဲ့သူတွေဒီကလာမှာကြောက်တွေပါလေဝယ်ပြီးဖြစ်လာမှုတွေမလုပ်သင့်ဘူးအစင်မပြေဘူးဖြစ်တယ်သတိထားနော်တရဏနာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကမကောင်းဘူးပြအားနှဲချက်လေးတွေရှိတယ်အဲတရဏနာကအလုပ်ငန်းတစ်ခုတည်းမဟုတ်ဘူးငွေချေးနဲ့ပတ်သက်လို့ရှိရင်လည်းဘုတ်ကူသားသမီးတွေဒီကလာမှာငွေချေးကန်လေးကလက်ပိတ်တယ်လို့တော့မပြောလို့ဘူးပေါ့လေသို့တော့ရတဲ့ပတ်စံလေးတွေမမြဲဘူးဖြစ်နေမှာပြအကြောင်းအကြောင်းကြောင့်ထွက်ပေါက်လေးတွေပြန်ပြီးတော့အများကြီးပေါ့လေ ပြန်စစ်လိုက်တော့ဓာတ်ကိုစိနေတာပဲတချို့လေးတွေမျိုးဆိုရင်ဒီကနေ့မှာဒီရရရှိရင်မရဘေးရရှိရင်မဘေးနိုင်အပြောက်အပြက်တွေအမရံများလာမှုတွေဖြစ်တဲ့အတွက်ငွေကြေးစစ်စစ်သုံးဆက်ပါဘယ်သူဘယ်သူမှပတ်စံချီငါရင်လက်လုံးချင်းမဖြစ်စေနဲ့နော်ဘယ်သူမှမယုံပါနဲ့ဒီကနေ့မှာတအူးတယောက်ကိုပတ်စံချီမိလို့ရှိရင်မရတော့ဘူးအဆုံးလို့ပဲတတ်မှတ်ရတယ်ဂယူစိုက်ပြပါအထူးသဖြင့်ပြည်နိုင်တဲ့ပတ်သက်ပြီးကျွန်တော်ထည့်ဟောပေးမယ်နော်ဆက်လာခြင်းတွေကထည့်ဟောပေးဖို့ဒါပေမဲ့ထိပေါက်မင်းရှိတာလေးအားကောင်းနေလို့အဲ့ဒါလေးကိုကောင်းတာလေးစောင့်ဟောပေးတာကြောင့် ဆောင်ဝဲဖြစ်လို့ရှိတဲ့ညီငယ်ညီမငယ်လေးဒီကလာမှာဆောင်ဝဲဖြစ်တဲ့အခါမှာဘာမှစိတ်ကူစရာမလိုဘူးပညာရေးနဲ့ပတ်သက်ပြီးထူးထူးချင်ချင်အောင်မယ်ဆိုတဲ့ကိန်းထဲမှာပါတယ်နော်ကိုဘကဝရိယလေးထက်ပြီးကြိုးစားပြီးကန်တရားရဲ့ထောက်မှတ်မှုတွေအပြည့်အဝပါတယ်ဂုံလူတွေလည်းပါအောင်တယ်ဆိုတဲ့ကိန်းမျိုးလေးတွေပါတယ်ပြီးတော့ဒီကလာမှာပညာသင်တဲ့သူတွေဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်နော်ပညာကောင်းတွေသင်ရတာဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းတွေနဲ့စုံစည်းရတဲ့ကိန်းတွေရှိတယ်အဲအင်တာဗျူးဖြစ်မဲ့သူတွေလည်းအဆင်ပြေတယ်ဗောနိပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူစရာမလိုဘူးအရန်ကောင်းတယ်ဗျာလက်မထောင်လို့ရတဲ့ကာလတွေမှာပါတယ် ဝရိယအားလေးပဲထည့်ကြိုးစားပြီးကံရဲ့အတွက်ကတော့မကူနဲ့စိတ်ချเนาะအစဉ်ပြေတယ်ကျမ်းမာရင်ပတ်သက်ရင်ဘုဒ္ဓခုသားသမီးတွေအဓိကကျမ်းမာရင်မှာ1 byte ဒုက္ခပေးတယ်မကြာခဏလေထိုးလျောက်တွေဖြစ်တဲ့အဲအဲ့တော့အမျိုးသားနဲ့အမျိုးသမီးနှစ်ခုခွဲပြောခြင်းနဲ့အဓိကဖြစ်လို့ရှိရင်သူက byte ကနေဦးတက်ပေါက်တာဦးရောင်တာအဲ့လိုကိမျိုးကြီးသွားမြင်ရတယ်အထူးသတိထားပါ byte မကြာခဏအောင်ရင်မပေါ့ပါနဲ့အချိန်မီစဉ်းလုံးစဉ်းကနေပြပါတချို့အမျိုးသမီးတွေဆိုလို့ရှိရင်သူသားတိုင်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တာတိုင်မှာရေးတယ်တာဒါမျိုးလေးတွေအစားသွားဖြစ်တဲ့ဂယုစိုက်ပြီးမယ် ဲ့လိုမျိုးဖြစ်လို့အကဲအမြန်စီအောင်စီကံသွားမယ်ဆိုရင်ကျန်တာပရိသတ်သမီးဆရာဝန်တွေနဲ့ပြပါအမြန်ဆုံးတက်တာပြောက်ကင်းနေပြနော်နောက်ဆုံးစီအောင်နံပါတ်ရအစကျန်တာလေးနဲ့နဲ့စားတဲ့စီအောင်နံပါတ်ရဓာတ်ရည်အစပြရင်တော့ပိုအားကောင်းတာပေါ့လေနော်ဒီကလာမှာတခခုဘာပဲလုပ်လို့ကျန်တာပရိသတ်သမီးကိုအမိပြုပြီးတော့လောက်ပါသူတို့စီရအကြံဉာဏ်အကူအညီလေးတွေယူပါသူတို့ပြောစကားနားထောင်ပါဗျာနော်ကိုပိုင်စီးပွားရေးကိုပိုင်ဆုံးဖြတ်ချက်နဲ့မလုပ်ပါနဲ့ဗျကိုရဲ့ကို့အကျိုးလိုလာတဲ့မိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းတွေနဲ့ကူညီမှုတွေယူပါတိုင်မြင်ပါအကြံဉာဏ်လေးတွေယူပါလက်ခံပါဒါဆိုတော့အဆင်ပြေမယ် စိတ်အပြောင်းလဲဖြစ်နေတာမျိုးတွေစိတ်တွေကနာမနေတာမျိုးတွေတောင်လေးမြောက်တွေအဲ့လိုမျိုးတွေဖြစ်နေတဲ့လေနေတဲ့စိတ်တွေတွေတော့ဘာသာရေးတွေဖိလို့ပေးဖို့ထက်တယ်လည်းအကြံပေးခြင်းနဲ့အခြေအနေအဲ့အောင်နဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာကောင်းတာလေးလည်းရှိတယ်ဆိုးတာလေးလည်းရှိတယ်သတိထားပြနော်အခိုင်အမာချစ်သူအိမ်တော်ဘကတနင်္လာသားသမီးဘုဒ္ဓဂုသားသမီးလို့ဆိုတော့မကောင်းဘူးလေကွဲတာပြတ်တာပြဿနာဖြစ်တာလေးတွေအားစားကြုံရတဲ့အထူးအထူးသတိထားပါလို့အကြံပေးခြင်းနဲ့ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူတွေပါရတတ်တယ် ဂျာတာရိတာသမီးတွေကိုယ်စီဝင်လာတာမျိုးလေးတွေဖြစ်တယ်ဝင်လဲအဝင်တော့တယ်လက်ခံလာလို့ရပါတယ်ဗျာနော်တချို့ငယ်ရဲဒီချစ်သူရှိတဲ့သူတွေဆိုတော့မင်္ဂလာကိစ္စလေးတွေရုပ်တရက်ထပြီးစီစဉ်ရတာမျိုးလေးတွေဖြစ်တတ်တယ်သို့တော့ဒီကာလမှာမင်္ဂလာကိစ္စတွေစီစဉ်ရပြီဆိုရင်နှစ်ဖက်မိသားစုဆောင်ရင်မင်္ဂလာကိစ္စဝေလာတတ်စားလို့ရှိရင်နားလည်မှုနဲ့အရင်ဆုံးအချင်းအောင်လေးလုပ်ထားတဲ့ဂိမ်းမျိုးလေးတွေကပို့ပြီးအားကောင်းတဲ့သဘောဝါရှိတာတွေ့ရပါတယ်ဗျာနော်အဲ့တော့ဘတ်ခုသားသမီးတွေမတ်လ16ရက်19ရက်20 21ရက်22ရက်အဲ့ဒီရက်လေးတွေဇက်တိုင်းအမရန်ကန်ကောင်းတယ်ဗျာ တော့ယင်းညို့နာမီလောက်ရဲ့ကိစ္စလေးတွေပြည်ပနိုင်ငံနဲ့ဆက်သွယ်ပြီးလုပ်တဲ့ကိစ္စလေးတွေအမရကန်ကောင်းတယ်။ရှင်းပုံရှင်းကန်ကြီးမားတဲ့သူတွေဆိုရင်အမွေနဲ့ရတာမျိုးတွေမြေတွေဝင်လာမျိုးတွေဒါမျိုးတွေအစားဖြစ်တတ်တယ်။ထီစုကြီးတွေပါတယ်ပေါက်တတ်တယ်။စုံပြီးထင်တဲ့ငွေကြေးတွေပြန်လဲရရှိပိုင်ဆိုင်တာလေးတွေဖြစ်တတ်တယ်။ချစ်သူတွေခင်သူတွေဒါမျိုးမိတ်ဆွေကောင်းဆွေကောင်းလေးတွေတိုးဝါပြီးကိုယ်စီဝင်လာတာမျိုးတွေဖြစ်တတ်တယ်။ပညာရေးနဲ့ပတ်သက်ရင်ထူးထူးချွတ်ချွတ်အောင်မယ်ဆိုတဲ့ကာလလေးကိုခေါ်တယ်။သို့တော့မတ်လ18ရက်18ရက်အဲ့ရက်လေးတွေကအညံ့ခိုက်ရှိတယ်။ဂျမိုင်းနဲ့ပတ်သက်ပြီး1မိုင်နဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တာကြောင့် စီအောင်စီကံပြေးရတာမျိုးတွေဖြစ်တဲ့တရိထားပေးပါငွေကြေးအပြောက်အပြက်တွေငွေကြေးဆုံရှုံနေတာမျိုးတွေအပေးယူမာယူမှုတွေဖြစ်တဲ့အခြေအိမ်တော်ရင်းမှာရန်တကြကြဖြစ်တဲ့ဗျတရိထားပေးချစ်သူအိမ်တော်ဘက်ကတနင်္လာတောက်ကြဆိုရင်ကွဲတာဖြစ်တာတွေဖြစ်တဲ့ထပ်တလဲလဲဂယူးဆိုင်ပါအဲ့တော့ဘုဒ္ဓကုသားသမီးတွေအဖြူရောင်အနက်ရောင်အညိုရောင်မိခိုးရောင်နှုတ်နှစ်ရောင်တို့ကိုအမိတို့အတွက်အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်မင်းမျိုးရောင်စုံပိန်ပန်းတစ္ဆပန်းရောင်စုံ ကနာပန်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်တဲ့ဖရားမှာဖရားပန်းကတာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလပန်းအောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပြီးပါအဲ့တော့ကျွန်တော်မိတ်ဆွေဘုဒ္ဓဟူသာသမီးတွေပေါ့လေဒီတပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနေငယ်တော့အညာအခိုက်လေးတွေကလည်းရှိတာပေါ့ရှိတော့အဲ့ဒီညာလေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရလေးခြေရမယ်အဲ့တော့ရရအနေနဲ့ဘလို့ခြေတင်လဲဆိုလို့ရှိရင်ဘောရင်းညောင်မှာညောင်ထောက်ပေးရမယ်နော်ဘာနဲ့ထောက်ရမလဲဆိုတော့ဘုဒ္ဓဟူနံလို့ခေါ်တဲ့ဝက်လုံးလေးနဲ့ညောင်ထောက်ပေးရမှာ ဘယ်နေအောင်ထောက်ရမလဲဗုဒ္ဓခုတောက်လို့ခေါ်တဲ့တောင်ရက်ကိုကိုင်းကြနေတဲ့ဗောရိညောင်ရဲ့ဂိုင်းလေးကိုဝါးလုံးလေးနဲ့ညောင်ထောက်ပေးလိုက်ပါနော်ဒါဆိုတော့သိကြတယ်ကိုယ့်ရဲ့ကောင်းနေတဲ့ကံလေးတွေကအေကံမှုချပို့ပြီးကောင်းထက်ကောင်းသွားလိမ့်မယ်အညာခိုက်လေးတွေပြေပြောက်ချင်တယ်ဆိုရင်တော့စာကလေးငယ်လေး၃កောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုတော့ခုမှကြုံနေရတဲ့စီဝိုင်းကျမ်းမာရေးနော်အိမ်တော်ရဲ့အခြေအားလုံးအညာလေးတွေကင်းပသွားပါလိမ့်မယ်ဗုဒ္ဓခုသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်